ာပဲကာရာအိုကေသွားလဲဆိုနေလို့ဆိုအဲ့နဲ့အဲ့နေရာမှာအဲ့ဒီဆိုင်မှာဆိုရဲအဲ့လေးကဟိုအမှန်တော့တင်လိုက်တာပေါ့နော်အပျော်လေးတင်လိုက်တဲ့အချိန်မှာအဲအဲ့လိုမျိုးအဲတန်ကောင်းနေအဲအတန်ကောင်းနေပေါ့အမှန်တော့ဒီတန်ကြီးကမကောင်းပါဘူးအဲအတန်လေးကောင်းနေဆိုတာဟာဖြစ်တယ်ပြိဿအားပေးတဲ့အရာဂျေဆုမြားကြီးတင်ပါတယ်ဟိုမပြောလိမ့်မယ်အဲ့လိုစကားလေးကြားရတဲ့အရန်လေးဝမ်းသာပါတယ်လို့ဟုတ်တယ်ပထမအဆုံးမှာအသေးဥဆောင်တော့မလုပ်သေးဘူးအာတချင်းဆိုတာပထမအဆုံးအဲ့မှာအလုံးမှာတက်ဆိုတာအဲ့အဲ့တော့အဲ့လိုစုနေပါရဲ့အခုမှတတိယဟုတ်ပါ နေနေကိုရဲကိုကိုတို့အမလင်းစားနေဆိုတော့ခစ်တဲ့ရလေအာသူတို့ကလည်းတွားကြည့်ပြီးအိမ်ပြန်လာပြီဆိုတော့အာမဒီစကိုကတာအိမ်မသီးလားကိုင်းနေအောင်အဲ့လိုမျိုးပြီးလို့စီအဲ့တချင်းတွေလိုက်ဆိုအောဆိုအမှန်တော့ကိုယ်တိုင်ရတော့မကောင်းပါဘူးဟုတ်တယ်နော်မဖြစ်သေးဘူးဟဲ့နေငါ့ကိုတချင်းဆိုဖို့ခေါ်အောင်ဒါဝင်ပါအဲ့ဒါကမိသားစုဟိုလေဒီကမ်းမှာနိုင်ရှင်လည်းပြန်ရိုက်နေပြီလေ ်အဲ့ကျတဲ့တော့ကိုစွမ်းပိုင်နဲ့လည်းမဆုံတော့ကြာပြီဆိုတော့အန်နိုင်ရှင်ကသူသူရင်ပါတာပေါ့နော်ပါရင်းနဲ့မှကိုစွမ်းပိုင်နဲ့မေးရဟောတဲ့ထဲပေးပါဦးလို့ဆိုတာနဲ့တကယ်ချင်းကအဲပြောပေးတာပေါ့နော်ပြန်ပြီးတော့အဲအဲ့ဒါလေးပါပြစ်တာပါဟုတ်ဟုတ်တယ်ဟုတ်တယ်သူမမမရိုက်တာတအားကြာပြီအခုနောက်ပိုင်းလေးမှနည်းနည်းပြန်ရိုက်တာပါဟုတ်အဲတူတူပြန်ဆောင်ရတယ်ဆိုရှင်းပါလေတောက်လျှောက်တွေဟိုရင်တော့ရိုက်ခဲ့ရတယ်အခုသူပြန်ရိုက်တယ်ဆိုတော့ဘာပြောပြောကောင်းပါတယ်အော်ပရိသတ်ကလည်းသူပြန်ရိုက်တာလည်းမြင်ကျင်တာဆိုတော့လေဟုတ်ကဲ့ အဲဒါတော့တယောက်ဇက်တရုပ်စီဆိုတော့အဲကိုပါတဲ့ဇက်ရုပ်တိုင်းဟိုတာအကောင်းဆုံးစူးစမ်းကြရတာဆိုတော့လေအကောင်းဆုံးစူးစမ်းပြီးတော့အဲပိတ်သက်ကိုအဲတုတ်ဆောင်ပြမယ်ပေါ့နော်အဲအော်ဟိုဟာထင်းနေ TikTok မှာပေါက်သွားဟိုဟာလာပါလဲအာဆန်နီမြင့်လွင်ကြားပါတယ်ကွာအဟုတ်တယ်အဲ့တော့ဟိုဟာလေ my iris အဲ my iris လဲကူကသူ့ဆိုင်လေးသွားရင်းနဲ့အဲ့မှာအပြောဆိုကြတာအသူတို့နဲ့ပဲလေ အဲဝါတို့နဲ့ဗာလဲဂုံရှိန်တို့နိုင်ရှင်တို့အဲ့အဖွဲလိုက်သွားရင်းနဲ့အဲ့တချစ်ဆိုကြဆိုရတော့ဆိုနေရပဲကာရာအိုကေသွားလဲဆိုနေဟိုလိုဆိုအဲ့နဲ့အဲ့နေရမှာအဲ့ဆိုင်မှာဆိုလိုက်အဲ့လေးကဟိုဘန်တော့တင်လိုက်တာဗောနော်အပျော်လေးတင်လိုက်တဲ့အချိန်မှာအဲ့အဲ့လိုမျိုးအဲ့တန်ကောင်းနေအဲ့အတန်ကောင်းနေဗောအမှန်တော့ဒီတန်ကြီးကမကောင်းပါဘူးအဲ့အတန်လေးကောင်းနေဆိုတာဟာဖြစ်တယ်ပြိတ္တအားပေးတဲ့အရာယေရှုမြတ်ကြီးတင်ပါတယ်မပြောလိမ့်မယ်အဲ့လိုစကားလေးကြားရတဲ့အရန်လေးဝမ်းသာပါတယ် အဲဟုတ်တယ်ဟုတ်တယ်ဟိုဒါပေမဲ့ဟိုဘောနော်ဟိုရှင်းမာတို့ကာရာโอเกဆိုတာလေးတော့ပြီးတော့ရအောင်အခုဟိုဘောနော်ကိုကြီးခင်လိုက်အဖွဲအဲ့အဖွဲမှာကြာရောက်တော့အဲပင်တိုင်းပေါ့နော်အဲ့တခိုင်းရဲကတာတို့တချင်းဆိုတာတော့အခုလိုပွင့်လင်းရာဒီရောက်လို့စီရင်ပွဲတွေသွားရတယ်ပေါ့နော်အဲ့မှာတော့ဆိုပြစ်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးကြာနည်းနည်းနဲတယ်ပေါ့နော်လိုင်းပေါ့နည်းနည်းတိတ်မတင်ပြဘူးပေါ့မတင်ပြဆိုတော့ကိုယ့်အကိုဆိုနေရောလဲမရိုက်ဖြစ်တာလဲပါတယ်နောက်တစ်ခါသူများတွေတင်တဲ့ခါလေးအဲ့လိုပြန်ကြီးလိုက်တာပေါ့နော်လောက်အဲ့ဒါကကြာတော့အမှတ်တရမှတော့ကိုယ်တကယ်ချင်းနေသွားရင်နဲ့ရိုက်လိုက်တယ်ရိုက်ရင်းနဲ့မှတင်လိုက်တာ တင်လိုက်ရင်လည်းအဲ့လိုလေးပေါ့နော်ဟိုဗါလဲပြိသက်တွေကအဲကောင်းတယ်ဗာညာပြန်ပြောတဲ့တည်းရအောင်တကယ်ကျေးဇူးများတင်ပါတယ်လို့အတန်တော့တကယ်လည်းမကောင်းပါဘူးဒါပေမဲ့အဲ့လိုမျိုးကောင်းတယ်လို့ဟိုမှတ်ချက်ပေးကြရတဲ့တကယ်လည်းပြောရပါတယ်လို့ဟုတ်မိုင်းရောက်တယ်နော်ဒီလိုလားမိုင်းရလားအော်မပြောတတ်ဘူးအရာတော့လေဟိုကြိုက်မပြောတတ်ဘူးပေါ့နော်အမကတော့သူကစိုင်းနေဗာညာနဲ့တော့အလုရှုပ်နေရောဆိုတော့ဟုတ်အဲဆိုဘူးတယ်အเจ้าကဘောမှာတော့မဟုတ်ဘူးအလုံးပါ အလုံးမအလုံးပေါ့နော်နှစ်ပတ်လဲဆိုတချင်းဆိုပြိုင်ပွဲတွေပါလေလောက်ကြရလေအဲလောက်ကြရခါမှာကတက်ဆိုတာပေါ့ဝါသနာမလေးပဲရမလားဝါသနာတက်ဆိုတာအမှန်တော့ဟိုဟုတ်တယ်ပထမအဆုံးမှာအသေးဥဆောင်တော့မလုပ်သေးဘူးအာတချင်းဆိုတာပထမအဆုံးအဲ့မှာအလုံးမတက်ဆိုတာအဲအဲ့တော့အဲ့လိုစုတွေပါရအခုမှတတိယဟုတ်ပါမိနေရမသိဘူးတော့ဟိုငယ်လေးတွေက တငယ်ငယ်လေးတွေကိုရဲကိုကိုတို့အဲမလင်းစားနေဆိုတော့ခစ်တရတယ်အာသူတို့ကလည်းတွားကြည့်ပြီးအိမ်ပြန်လာပြီဆိုတော့အာမဒီစကိုကတာအိမ်မသေးလားကိုးနေအောင်အဲ့လိုမျိုးပြီးတော့စီအဲတချင်းတွေလိုက်ဆိုအော်ဆိုအမှန်တော့ကိုယ်တိုင်ရတော့မကောင်းပါဘူးဟုတ်ဟုတ်ရှိပါတယ်ရှင်ပွဲတွေရှိပါတယ်တောက်လျှောက်ကိုကြီးခင်လိုင်းတို့အဖွဲနဲ့ရအောင်တောက်လျှောက်ပါဖို့အမြဲအဲ့ပေါ့နော်အခုလဲပွဲတွေနောက်လက်ခံထားရလေရှိပါတယ်ဟုတ် အဲ့လိုတော့မရှိပါဘူးအဲ့လောက်ထိလည်းကိုလည်းအတမ်းမကောင်းပါဘူးပြီးတော့အဲ့လောက်ထိလည်းဟိုကိုကလေဟိုပြောမယ်အပွင့်နှင်းဆုံးပြောရတယ်ဆိုရင်တော့ဟိုအမှတ်တရလေးတော့ဖြစ်ဖြစ်ချင်တာပေါ့ဒါပေမဲ့အဲ့လောက်အတမ်းမကောင်းတော့လည်းမဟိုမဖြစ်ပါဘူးဟုတ်ဒီတိုင်းလေးပဲအဲပွဲလေးတွေစုံမယ်တငယ်ချင်းတွေပြောသွားရင်စုံမယ်ရုပ်ရှင်လေးရိုက်မယ်ဒါနဲ့ပဲကိုကပျော်လေပတ်နေရပါ ဘာပဲပြောလေကောင်းတာလေးအမြဲချီးကျူးတဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်တချို့ကြတော့လည်းမတိလို့ဘောနော်ပြောကြရတယ်ပေါ့အဲဝေဖန်ကြတဲ့အပေါ်မှာလည်းအဲအောင်စိတ်မဆိုးပါဘူးဘာလို့လဲဆိုတော့တချို့ဟိုအရင်တော့ကပေါ့နော်အခုလည်းတချို့အဲအောင်မတိတဲ့သူတွေရှိပါသေးတယ်ကိုကိုရိုင်းလောက်နာမည်ကြီးလည်းမဟုတ်သေးဘူးလေအခုချိန်လေးအဲအောင်တော့စူးစမ်းနေရတာဆိုတော့မတိတဲ့သူတွေက တချို့ပေါ့နော်ဟိုနည်းနည်းဟိုဟာလေးပြောတဲ့ခါကျရင်လည်းအဲ့တကယ်စိတ်မဆိုးဘာလဲဆိုတော့အဲ့လိုလေးပြောမှလည်းအဲ့တော့အဲဘာလေးငါတို့မှားနေတယ်ငါတို့ဘာလေးပြင်တင်တယ်ဆိုတော့ဒါကကိုယ့်ကိုယ်ပြင်လို့ရမှာလေအဲ့ဒီပုံမှန်လည်းတကယ်စိတ်မဆိုးဝေဖန်မှုပုံမှန်လည်းပေါ့နော်တချို့ကြတော့လည်းတီးရဲချစ်တဲ့အားပေးတဲ့အတွက်လည်းတကယ်ကျေးဇူးတင်တယ်တချို့ကြတော့လည်းအခုမှပေါ့နော်ဟိုဖြစ်တဲ့သူတွေကြတော့လည်းအဲဝေဖန်မှုပုံမှန်တကယ်စိတ်မဆိုးပါဘူးလို့အဲ့ဒါအတွက်လည်းကိုယ်တွေအတွက်ခွန်အားတစ်ခုပေါ့နော်ဟုတ် ဟဲ့အဲ့ဒါဖုတ်လင်းတော့ပြလေကိုကကိုစိုးသားစိုးနေအဲ့ပော့တွေရတယ်ခဖေးကသူမသိဘူးအဲ့ဒါ red ဆိုတာဟိုကနောက်ကလည်းဘာညာအဲ့လိုအမြန်လိုက်တာမလားအဲ့ဒါမသိဘူးကိုကရိုးရိုးအဲ့လိုပေါ့အဲခုနလိုချပါလေကွာမြင်မြန်လာတဲ့အဲ့လိုမျိုးလေးလည်းကြိုက်တယ်ဟိမနေဝင်းတချင်းလေးကြိုက်တယ်ပြီးတော့စုံသိမ်းမတချင်းလေးတွေကြိုက်တယ်ဟောနော်ဟိုဘာလဲဒီလိုဒီလိုပြောလိုက်တာနော်မစုံသိမ်းပါတော့မဟိမနေဝင်းတို့ပြောရမှာပေါ့နော်ဒါပေမဲ့ရိုးရိုးအောင်လို့ဆိုလဲအပြင်မှာတွေ့လို့ဆိုရင်လည်းဟာဟိုမအေးအောင်ကြီးရဲ့အဲ့လိုခေါ်တာဆိုနှုတ်ကကြိုးနေတာပေါ့နော်အဲ့အဲ့အတွက်ဒီနေရာမှာရိုင်းနေတယ်လို့ဖြစ်သွားရင်တောက်မှန်ပါလေ ူသချင်းမာလေလေမိမတို့တယောက်ဆောင်မြင်နဲ့မြင်ဘူးတွေ့ဘူးပါတယ်ခါရတယ်ပြော့ပြော့ပြောင်းကိုကပြော့ပြော့ပြောင်းပြောင်းတမမဟုတ်လေလူကသာကြင်ကြင်တန်တန်အတန်လေတန်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 ဟုတ်တော့တချင်းဆိုသူမပြောဘူးမင်းတော့ပါပါ तू ကလာပြောဦးကောင်ဟုတ်တယ်နော်မဖြစ်သေးဘူးဟဲ့နေငါ့ကိုတချင်းဆိုဖို့ခေါ်အောင်ဒါဝင်မှာဟုတ် အဲစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့ဒီကားထဲမှာဟောလေအဲကိုညီနန္ဒရဲ့မိမနေရာပါပဲအဲအယောင်တိထားတာလေအယောင်တိထားတယ်လေဟိုရက်ကမှတိထားအယောင်ဟိုရက်ကအကိုတို့နဲ့ဟာသားဝင်ကဘာလေးရိုက်နေတော့လေအဲ့တော့မှတိရတာဆိုတော့အဆက်လက်တိချမဖတ်ရသေးဒီနေ့ကျမှတိရမှာမတိထားတာတော့အဲကိုကြီးညီနန္ဒရဲ့မိမနေရာပါဘောနော်ဟုတ် ။ဟောရအောင်ဒီထက်မကပါတော့ဟိုပေါ့အမှုပညာလုပ်တေကိုစူးစမ်းသွားပါမယ်လို့အခွင့်အရေးပေးရင်ပေးတယ်လို့စူးစမ်းသွားပါမယ်အကယ်၍များပါတော့ရအောင်ကအဲဒီ interview လေးမှာပဲဖြစ်ဖြစ်တနေ့ရရှူတောင်းတစ်ခုခုကနေပဲဖြစ်ဖြစ်အပြည့်တက်ကြီးအပေါ်ပေါ့နော်ဟိုအမြင်မှားစေတာလို့ပြောမှဆိုမှရှိခဲ့တာတွေများဖြစ်ခဲ့ရင်လည်းဒီနေရာနေပဲခွင့်လွှတ်ပေးပါအရင်တောင်းပန်ကြပါတယ်လို့ဘာဖြစ်လို့ဆိုရအောင်တို့ကအမှုပညာသမားတွေဆိုတခါလေးကြရင်အပြုမှုပဲဖြစ်ဖြစ်အပြောအဆိုလေးပဲဖြစ်ဖြစ်အပြောဆိုဆိုတော့တငယ်ချင်းတွေနေပေါ့ပေါ့ပေါ့သွားနေရင်လည်းပြောလိုက်မိတဲ့စ ကားလေးတခုကတချို့တွေကြတော့ဖြတ်ပြီးတော့တင်လိုက်တာတို့အဲတချို့ကြကိုယ်တွေနေတာထိုင်တာလေးမှအဲ့လိုလေးဖြစ်လိုက်တာတို့အမြင်လေးပေါ့နော်အဲ့လိုလေးလုတ်ဟိုဘာနော်မြင်ဖြစ်သွားမှာဆိုလို့ပေါ့နော်အဲ့ကြလို့စိန်အောင်တို့ကဟိုအနုပညာသမားဆိုပေါ့ပေါ့ပေါ့စိတ်လွတ်ကိုလိုလေးနဲ့နေတဲ့အချိန်မှာအမှားပါသွားမှလည်းစိုးရင်ရတယ်လေအခုအင်တာဗျူးဖြေတဲ့အချိန်မှာလည်းဖြေတော့ဖြေလိုက်တာပဲဒါပေမဲ့တချို့အရာတွေကိုတခါတလေကြာရင်မစင်းစားမိပဲနဲ့ဟိုရိုးရိုးလေးဖြေလိုက်တဲ့အခါမှာတမျိုးဖြစ်သွားတာကြီးလည်းရှိတတ်ကြရှိတတ်လို့ပေါ့နော်အဲအကဲကြီးများလို့များဖြစ်သွားခဲ့လို့စိန်အောင်ဒီနေ့ကနေတောင်းမှန်ပါတယ်လို့